်အင်္ဂါသာသမီတို့ရဲ့မိတ်ဆွေအပေါင်းမင်္ဂလာပါနော်အင်္ဂါသာသမီများအတွက်အပတ်စဉ်တောက်ကြံနေ့ညနေ6:00နာရီဆိုရင်ပုံမှန်တင်ပြနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲတော်ဟောသလမ်းဖြစ်ပါလာဒါကျွန်တော်တို့တောက်ကြံနေ့တိုင်းတင်ပြနေကြပါနော်အဲ့တော့ကျွန်တော်တို့ဒီဟောဒကန်အစီအစဉ်လေးမစတင်ခင်မှာတတော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရိုမင်္ဂလာခြံကနေပြီးတော့ကောင်းမြတ်တဲ့ဂရင်းစကားလေးတွေပါတင်ပါတယ် တော့ယူရမင်္ဂလာကျန်ဆိုတော့ဗုဒ္ဓဦးနေရလွှဲပြီးတော့ကျန်တဲ့ရက်ဒီမှာပိတ်ရက်မရှိဖွင့်ပါတယ်နော်မြေသူမဆိုလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရေရာတွေအခမဲ့ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်အကြောင်းမျိုးနဲ့ယူရမင်္ဂလာကျန်မလာရောက်နိုင်ဘူးဆိုရင်လဲအွန်လိုင်းရနေပြီးတော့ဟောစရန်လေးတွေမှာနိုင်ပါတယ်တနစ်စာဟောစရန်တို့ကလေးနာမည်ပေးဟောစရန်တို့လုပ်ငန်းနာမည်ပေးဟောစရန်တို့စတဲ့ဟောစရန်လေးတွေကိုဗိုက်ဘာနေပြီးတော့ဆက်သွယ်ပြီးတော့မာယူနိုင်ပါတယ်နော် နောက်ကိုယ်တိုင်ဘေးရင်တဲ့လောကီပညာတတ်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်လည်းပဲကျွန်တော်တို့ယူတော်မင်းပါဆံမှာလာစဉ်တည့်ရနေတိုင်းဖွင့်တဲ့ဘေးရင်သင်တန်းတွေမှာလာပြီးတော့သင်တန်းတက်ရောက်နိုင်ပါလေဒါတကောကျွန်တော်တို့ဒီယူတော်မင်္ဂလာချံကမှာလာမယ့်25ရက်နေ့ဒီဒီမှာ25ရက်နေ့မှာအုံယုံပွဲရှိပါတယ်။အုံယုံပွဲမှာလာရောက်ပြီးတော့လေကျွန်တော်နဲ့ဒီကွာအုံယုံပွဲမှာပါဝင်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုအားလုံးကို ဖိတ်မှန်တကဖြစ်ပါတယ်နော်။ အဲ့တော့ဟောဒရန်စီစဉ်လေးကျွန်တော်တို့စပါမယ်။အင်္ဂါသာသမီးတွေအတွက်ပထမဆုံးကြလာတဲ့တေရနမိတ်ကကြတော့သူကလူလင်ရေခွက်တစ်ခွက်ဆိုတဲ့နမိတ်ပါ။ဒီနေ့နမိတ်ကလေးကိုမြင်အောင်အောင်ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့လူလင်တယောက်ကအင်မတန်မှစိတ်ချမ်းမြေ့ပျော်ရွှင်နေတဲ့ပုံပေါက်နေတဲ့လူလင်တယောက်ကမြေကန်းဆက်မဟုတ်ပါဘူး။ပင်လယ်ကန်းဆက်မှာမတ်တက်ရတာပေါ့နော်။လက်တစ်ဖက်ကတော့ခွက်ကလေးကင်တာတယ်။အဲ့ခွက်ထဲမှာကျတော့ငါးလေးတကောင်ရှိတယ်။ အဲ့ဒါလေးကိုဆိုပျော်ရွှင်ပြီးတော့ခါးလေးထားပြီးတော့ကြည်နေတာပေါ့အဲကြာပန်းဝိယုံလေးတွေဝတ်ထားတယ်တဲ့အင်မတန်မှကောင်းပါတယ်ဒီနမိတ်ကလည်းကောင်းပါတယ်ဒီနမိတ်ကအဖွင့်သူချက်ကဘာကိုပြောချင်တာလဲဆိုတော့ကိုကမှတဲ့ကိုဖြစ်ချင်တာတွေကိုရချင်တာတွေကိုအောင်မြင်ချင်တာတွေကိုလွယ်လွယ်ကူကူနဲ့ရနိုင်သောအချိန်ကာလလို့သတ်မှတ်ပါတယ်တိုင်းတော်သားသမီးတွေဒီကလာမှာဘာလို့လိုချင်လဲပေါ့နော်ကိုလိုချင်တဲ့အရာတွေကိုလွယ်လွယ်ပဲရတတ်ပါကွာလို့တွေ ကျိုးစားနေတယ်ဆိုရင် အလုပ်အကင်တွေလွယ်လွယ်ကူကူရနိုင်တယ်မကက်ခဲဘူးပေါ့နော်။နောက်စီးပွားရေး ကိစ္စတွေမှာကိုကအောင်မြင်ဖို့အတွက်ကြိုးစားနေတယ်ဆိုရင်လည်းလွယ်လင့်တကူပဲကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဆောင်တာတွေအောင်မြင်တာကိုတွေ့ရမှာဖြစ်တယ်။နောက်ကရာထူးတိုးဖို့တွေလာစာတိုးဖို့တွေနေရာကောင်းရဖို့တွေကုမ္ပဏီမှာအလုပ်အဆင်ပြေဖို့တွေစသည်ဖြင့်စသည်ဖြင့်ပေါ့နော်။ကိုယ်အနေနဲ့ကြိုးစားအားထုတ်နေတဲ့ ကိစ္စတွေရှိတယ်ဆိုရင်လည်းပဲကျွန်တော်ဒါလွယ်လွယ်ကူကူနဲ့အောင်မြင်နိုင်တဲ့ကံတော်မျိုးရှိပါတယ်အဲဒီကောင်မှကျွန်တော်အင်္ဂါသားသမီးတွေကိုပြန်ပြီးတော့မိကွန်းထုတ်ရမယ်ဆိုရင်ဘာလိုချင်တာလဲဘာရချင်တာလဲဘာဖြစ်ချင်တာလဲအဲဒီလိုချင်တာတွေရချင်တာတွေဖြစ်ချင်တာတွေအားလုံးဟာလွယ်ကူနေမဲ့အချိန်ကာလဖြစ်ပါတယ်ဒါကြောင့်ခက်ခက်ခက်ခဲဆိုရင်ဘာမှမစင်တာနဲ့ခက်ခက်ခက်ခဲတွေကြိုးစားမနေနဲ့အားလုံးကလွယ်ကူနေ ကိုယ့်ရဲ့စေဘာရေးတွေကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်ဘူးလားအဲ့လိုမျိုးခြိတုံ့ချတော့ဖြစ်နေတဲ့ကိစ္စတွေရှင်တွန်းတာလို့ပေါ့နော်အေကမုချအစဉ်ပြေခြင်းတွေနောက်ကံကောင်းခြင်းတွေအောင်မြင်ခြင်းတွေကိုဒီသဘောရရှိသည်မှာဖြစ်ပါတယ်။ဒါတော့နမိတ်ရဆိုရင်တော်တော်လေးကောင်းပါနမနိကကျွန်တော်အဲ့ဒီအလုတ်အကန်နဲ့ပတ်သက်ပြီးတော့ဆက်ဆက်တဲ့ကံတွေကဘာလဲဆိုတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံပေါ့ ။အဲဒီကောင်ကအင်္ဂါသားသမီးတွေတဲ့ငွေကြေးကန်တာတာလေးတွေကောင်းနေလားဆိုရင်ကျယ်ပွင့်6ပွင့်ဆိုတဲ့နမိတ်ကြတယ်။ကျယ်ပွင့်6ပွင့်ဆိုတာအင်္ဂလန်မှာကောင်းသောနမိတ်ပါ။ငွေကြေးတွေချမ်းသာကြွားတဲ့လူတယောက်ကသူ့ဘာသာနဲ့ငွေကြေးဥစ္စာဒဏ္ဍာရီကိုစင်ရင်နုံပါတဲ့လူသားတွေကိုစွန်ကြဲပေးကမ်းနေတယ်ဆိုတဲ့နမိတ်ပုံလေးဖြစ်တယ်။နောက်လက်တစ်ဖက်ကကျတော့ချိန်ငွေလေးကိုကင်ထားတဲ့နမိတ်ပုံလည်းဖြစ်တယ်။ဘယ်အင်္ဂါသားသမီးတွေတွင်ငွေကန်ကြေးကန်တော်တော်လေးကောင်းမှာပါ။ကိုကို၌က အစဉ်ပြေုံမျှမကနော်ကိုကူညီခြင်းတဲ့လူတွေကိုထောက်ပံ့ပေးခြင်းတဲ့လူတွေကိုပေးကမ်းခြင်းတဲ့လူတွေကိုလည်းပေါ်ပေါ်များများနဲ့ထောက်ပံ့ပေးကမ်းနိုင်မယ်စိတ်တမ်းကြပေးကမ်းနိုင်မယ်ကံတရားမျိုးရှိပါဒါငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာမယ်ဖီပေါက်တကယ်သူငွေစုလိုက်ပြန်လိုက်ဝင်တတ်တယ်ပြားစရာကြီးတဲ့ငွေတွေချောချောမောမောရပြီးတော့ပေးစရာကြီးတဲ့ငွေတွေကိုလည်းလွယ်လွယ်ကူကူနဲ့ပေးနိုင်မယ်အချိန်ကာလဖြစ်ပါတယ် ။ဟောအင်္ဂါသားသမီးတွေကိုပြောချင်တာတော့ငွေချင်းနဲ့ပတ်သက်ရင်ဘာမှစိတ်မပူနဲ့လို့ပဲပြောချင်တာဖြစ်ပါတယ်။တခါကအကျမ်းမာရေးပေါ့နော်။အကျမ်းမာရေးနဲ့ပတ်သက်ရင်လည်းပဲသူကကိန်းဆိုတာဘယင်းနမိတ်ပါပဲ။ဘယင်းနမိတ်ကအင်္ဗရမကောင်းတယ်၊ကျမ်းမာရေးကံတာကောင်းမယ်၊ဖက်ဖက်ကနေအဆင်ပြေခြင်းတွေ၊ကံကောင်းခြင်းတွေ၊စိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကြုံမယ်ပေါ့နော်။အဲတော့လူမှုရေးပေါ့။လူမှုရေးနဲ့ပတ်သက်တဲ့ကံစားတာမှာကြတော့နည်းနည်းလေးအခက်အခဲရှိတယ် ဒီကတော့သူ့ရဲ့နမိတ်ကကြတော့အကူအညီမရတော့နှင်းမုံတိုင်းထဲမှာသွားနေတဲ့လူသားတွေရဲ့ကံကြမ္မာနမိတ်ကြတာပေါ့အဲဒီမှာသူကကူပေးမဲ့လူကဲပေးမဲ့လူအဲ့လိုမျိုးတွေလည်းမကြောဘူးမကြောတဲ့အခါကျတော့လူမှုရေးကံတရာကတော့အင်္ဂါသားသမီးတွေတော့နည်းနည်းလေးအခက်အခဲရှိနေတာပေါ့နော်ဒါမှမဟုတ်ကို့မှာအခက်အခဲတွေကြုံနေမိတ်ဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းနေကြမှာအကူအညီတောင်းဖို့အကူအညီတောင်းမယ်လို့စဉ်းစားနေတဲ့လူတွေချင်း အာအဲ့ဒီကိုအကြံတီးတွေကိုပဲဖျက်လိုက်ပါတဲ့ကိုကူညီပေးဖို့နေနေသတာနော်သူတို့တော်မှမနေရုံးငန်ကြိုးစားနေရတယ်ဆိုတဲ့အာမျိုးတွေတွေ့ရမှာပါဒါကြောင့်လူငူရဲ့ကန်တာလေးတွေကတော့နည်းနည်းညံ့တယ်နော်ဆွေမျိုးသားချင်းတွေနဲ့မမျော်လင့်မနဲ့အတိုက်ခံလေးတွေပေါ်တတ်တယ်အနောက်ဆက်ကလေးတွေပေါ်တတ်တယ်ရန်လေးတွေပေါ်တတ်ပါတယ်နော်ပညာရေးကန်တာတွေသင်တန်းကိစ္စစာမွေးဖြည့်ဆိုခြင်းနဲ့ပတ်သက်တဲ့ကန်တာတွေကတော့ တော်တော်လေးကောင်းပါတယ်ဆောင်းဝဲပြေဖို့စူးစမ်းနေတဲ့သူတွေအောင်မြင်မဲ့ကံတာတာမျိုးရှိတယ်အဖေဘက်ကနေအဆင်ပြေမဲ့ကံတာတာမျိုးတွေရှိတယ်နောက်ချင်းနောက်နေပတ်သက်တဲ့ကံတာတာကတော့ဓာနမိတ်ကြတယ်ဓာနမိတ်သာအာပြဿနာအဟောင်းတွေကြောင့်ပြဿနာဟောင်းတွေပြန်ပေါ်တတ်တယ်ပေါ့နော်ငကူတော့ကပြဿနာအဟောင်းတွေပြန်ပေါ်တတ်တယ်ကိုနဲ့ဖြစ်ခဲ့မှုတွေဇလန်းဟောင်းတွေကြောင့်ပြဿနာတွေပြန်ပေါ်တတ်တယ်အဲ့ဒါလေးတွေတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ် အတိတ်ကာလတုန်းကကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးတွေဟာဒီအချိန်မှာတကြော့ပြန်ပြီးတော့ဝင်ရောက်လာတာမျိုးလေးတွေဖြစ်တတ်တယ်။ဒါပေမဲ့စိုးရင်ကြတော့မရှိပါဘူး။ကိုကိုယ်ကတော့အဲ့ဒီအတိတ်ကနေပြီးတော့စိတ်ရှိလက်ရှိယုံထွက်လိုက်ရင် ပို့ပြီးတော့ကောင်းပါနော်။အဲ့တော့အလုံးအချုံကုန်သုံးသပ်ရရင်အင်္ဂါသားသမီးတွေအတွက်ကံကြမ္မာနမိတ်ကအကောင်းများပါလေနော်။အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်းနဲ့အနီရောင်နဲ့အပြာရောင်နဲ့ကောင်းတယ်။ ။နောက်အကျိုးပေးတဲ့နံပါတ်လေးတွေကြတော့တေကနန်း6ကနန်းအကျိုးပေးတယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံဒီစိတ်ခုနစိတ်ကလူပူတော်ပြီးတော့ဆုတောင်းပါဒီတပတ်တာကာလမှာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်။ဒါရင်္ဂသာသမီးများအတွက်တပတ်တာကာလမှာတွေ့ကြုံမယ်ကံကြမ္မာဆုကောင်းများအတွက်တဲ့တော့နမိတ်ဖတ်ကြပေးကြတာဖြစ်ပါတယ်ကျွန်တော်တို့ယူရမင်္ဂလာချန်ကိုဗုဒ္ဓဦးနေရာလွဲပြီးတော့ဂျန်နရက်ဒီမှာပေးရမစီဖွင့်ပါတယ် ဤသို့မဟုတ်လွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရေရာစီရင်နေပြုလုပ်ဆောင်ရွက်နိုင်ပါတယ်နော်ကလာမဲ25ရက်နေ့ဒီဇင်ဘာ25ရက်နေ့မှာကျွန်တော်တို့ယူရိုမင်္ဂလာချမ်းမှာအုံယူပွဲရှိပါတယ်အားလုံးကိုဖိတ်ပါတယ်နော်ကျွန်တော်တို့လည်းအဲ့ညမှာအုံရကြမှာပါကျွန်တော်ရဲ့မိတ်ဆွေလည်းကျွန်တော်နဲ့အတူတူလာရောက်ပြီးတော့အုံယုံပွဲမှာပါဝင်ဆင်နွှဲနိုင်ပါတယ်။ယူရိုမင်္ဂလာကျောင်းမလာရောက်နိုင်တဲ့လူတွေကတော့ Viber နေပြီးတော့ဆက်သွယ်နိုင်ပါတယ်နော်။ ကျွန်တော်ရဲ့မိတ်ဆွေငါသားသမီးပေါင်းကိုကြမ်းမစိတ်ချမ်းသာလိုရာဆန္ဒပြပါစေလို့ဆုတောင်းမေတ္တာများလှိုက်လိုက်လဲလဲပို့သလိုက်ပါ